မြန်မာ့ခရိုနီကယ်ဇွန်22နှစ်မြင်တွင်ပြည်တွင်းစစ်မိတောက်ထဲကမြန်မာပြည်သူတွေရဲ့ကဘာစစ်အပေါ်စိုးရိမ်မှုယမန်နေ့ကအမေရိကန်ပြည်ထောင်စုက၎င်းရဲ့မြေအောက်ဘန်ကာကိုဖျက်ဆီးနိုင်စွမ်းရှိတယ်ဆိုတဲ့ဘုံလက်နက်တွေကိုကဘာမှာခင့်အမိဆုံးဆိုတဲ့ B2 ဘုံကျဲလေယာဉ်နဲ့တေဆောင်ပြီးမိုင်းထောင်ချီအကွာအဝေးကနေလာရောက်ပြီးအီရန်နိုင်ငံကအနုမြူလက်နက်ထုတ်ဖို့လုပ်နေတယ်လို့အမေရိကန်သမ္မတဖြစ်သူထရန့်ကဆွဆွဲပြောဆိုတဲ့ မြေအောက်အဆောက်အဦတွေပစ္စည်းတွေကိုဘုံကျဲဖျက်ဆီးခဲ့ပါတယ်။အစ္စရေးကအီရန်ကို တိုက်ခိုက်ပြီး9ရက်ကျော်10ရက်ဝန်းကျင်မှာအမေရိကန်ပြည်ထောင်စုကစစ်ပွဲတွေပါဝင်လာတာဖြစ်ပါတယ်။အခုလိုအရှိအလဲပိုင်းကအစ္စရေးအီရန်စစ်ပွဲမှာအမေရိကန်ပါဝင်လာခြင်းဟာကမ္ဘာစစ်စီဥတီသွားမလားဆိုတဲ့စိုးရိမ်မှုတွေထင်းထင်းရှားရှားပေါ်ထွက်လာစေပြီးဖြစ်ပါတယ်။ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့မြန်မာနိုင်ငံကလူလူအဖို့ အီရန်ကိုအမေရိကန်တိုက်ခိုက်ခြင်းဟာမြန်မာနိုင်ငံ အဖို့ထူးပြီးစိုးမလာဘူးလို့မှတ်ယူသူရှိကောင်းလဲရှိမှာဖြစ်ပေမဲ့ဒီစစ်မီးကတနည်းမဟုတ်တနည်းနဲ့မြန်မာနိုင်ငံကိုလည်းရိုက်ခတ်လာနိုင်တယ်လို့မြန်မာနိုင်ငံကအချို့သောသူတွေစိုးရိမ်လာကြတာတွေ့ရပါတယ်။အထူးသဖြင့်တော့အနုမျိုးစစ်ပွဲလိုမျိုးကိုစိုးရိမ်မှုဖြစ်တာတွေ့ရပါတယ်။ငโกကလေးကရုရှားနဲ့ယူကရိန်းစစ်ပွဲအတွင်းယူကရိန်းကိုလက်နက်ငွေကြေးထောက်ပံ့နေတဲ့အမေရိကန်ပြည်ထောင်စုနဲ့ တစ်ဖက်ကအနုမြူလက်နက်တွေပိုင်ဆိုင်ထားတဲ့ရုရှားလိုအင်အားကြီးနိုင်ငံတွေကယူကရိန်းစစ်ပွဲမှာကလေးကအနုမြူလက်နက်နဲ့အသုံးပြုမှုနဲ့ပတ်သက်တဲ့လက်ဆွဲစည်းမျဉ်းတွေကိုပြန်သုံးသပ်တာတွေယမန်နှစ်ကလှုပ်ဆောင်ခဲ့ပူပြီးအခုအရှိအလေပိုင်းမှာအီရန်ရဲ့အနုမြူလက်နက်သုတေသနနဲ့ဖွံ့ဖြိုးမှုစီမံကိန်းကိုအမေရိကန်ကအင်အားသုံးဖြည့်ဆည်းမှုကရုရှားနိုင်ငံပါပါဝင်လာမလားဆိုတဲ့စိုးရိမ်မှု အရှေ့အလယ်ပိုင်းမှာဖြစ်ပွားတဲ့စစ်ပွဲကပုံမကျပြန့်လာပြီးကမ္ဘာရဲ့အခြားသောဒေသတွေကိုပါကူးဆက်လာမလားဆိုတဲ့စိုးရိမ်မှုတွေကအခြေအမြစ်မရှိတဲ့စိုးရိမ်မှုတွေလို့ဆိုလို့မရတဲ့အနေအထားဖြစ်လာပါတယ်။ကမ္ဘာမှာစစ်အင်အားလက်နက်အင်အားငွေကြေးနဲ့ဤပညာအင်အားရှိရင်နိုင်ငံတွေရဲ့အစိုးရတွေပြုတ်ကျအောင် ပြောင်းလဲအောင်လုပ်နိုင်တယ်ဆိုတဲ့အယူအဆနိုင်ငံတကာနိုင်ငံရဲ့အချုပ်အခြာအာဏာ၊နေမြေပိုင်နက်တွေကိုလည်း င်အားကြီးနိုင်ငံတွေအနေနဲ့လေးစားလိုက်နာစရာမလိုဘူးဆိုတဲ့အယူအဆလက်တွေ့ကျင့်သုံးမှုတွေကျယ်ပြန့်လာခြင်းဟာပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်မတိုင်ခင်အခင်အချင်းမျိုးအနေအထားမျိုးနဲ့နှိုင်းယှဉ်စရာတွေဖြစ်လာစေပါတယ်ကမ္ဘာပေါ်မှာအနောက်ဥရောပနဲ့အရှေ့အလယ်ပိုင်းတို့မှာလက်ရှိဖြစ်နေတဲ့စစ်ပွဲနှစ်ရပ်မှာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ရုရှား၊အမေရိကန်ပြည်ထောင်စုနဲ့အင်အားကြီးနိုင်ငံမဟုတ်တော့လဲအင်အားကြီးနိုင်ငံရဲ့ ငွေကြေးလက်နက်နိုင်ငံရေးပုံအော ထောက်ခံမှုကိုရထားတဲ့ Israel တို့ကဒုတိယကမ္ဘာစစ်အပြီးကမ္ဘာနိုင်ငံတွေအကြားချမှတ်ထားတဲ့စီးမင်းစည်းကမ်းတွေအားလုံးကိုချိုးဖျက်လုပ်ဆောင်ခဲ့ကြပြီဖြစ်ပါတယ်။နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုချိုးဖောက်ပြီးရုရှားကလည်းယူကရိန်းနယ်မြေထဲဝင်ရောက်တိုက်ခိုက်ခဲ့သလို Israel နဲ့ American ပြည်ထောင်စုတို့ကလည်းအီရန်နိုင်ငံကိုစပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါအပြင် Israel နဲ့ American နိုင်ငံတို့က အီရန်ရဲ့အစိုးရအပြောင်းလဲဖြစ်အောင်ရည်ရွယ်လုပ်မယ်လက်ရှိအီရန်ကောင်းဆောင်အစိုးရဖြုတ်ချမယ်ဆိုတဲ့အထီးပြောင်ပြောင်တင်းတင်းပြောဆိုလာကြတဲ့အနေအထားကလည်းကမ္ဘာနိုင်ငံတွေအကြားမှာထားရှိတဲ့အခြေခံမူဝါဒတွေကိုချိုးဖျက်လိုက်ကြတာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အပြီးနောက်နောက်အလားတူကမ္ဘာစစ်တွေဖြစ်ပွားမလောက်အောင်ကာကွယ်ကြဖို့သဘောတူထူထောင်ခဲ့ကြတဲ့ကုလသမဂ္ဂအဖွဲ့ရဲ့ဩဇာအာဏာလဲအင်အားကြီးနိုင်ငံတွေကဖျက်ဆီးခဲ့ကြလို့ယခုအဖြစ်အပျက်မှာဝင်ရောက်ထိန်းချောင်းနိုင်တဲ့အခြေအနေမရှိပါဘူး ကုလသမဂ္ဂကအင်အားကြီးနိုင်ငံတွေအကြားဖြစ်ပွားတဲ့တင်းမာမှုစစ်ပွဲဖြစ်နိုင်ခြင်းအန္တရာယ်ရှိတဲ့အခြေအနေမှာဂျာဝင် ဖြေရှင်းပေးနိုင်တဲ့တာဒကတွေဟာ1960ခုနှစ်ကျော်နဲ့1980ခုနှစ်တွေမှာကြံခဲ့ပြီးဖြစ်ပါတယ်။လောက်ကြံခံခဲ့ရတဲ့တမရကနေဒီနဲ့ဆိုဗီယက်ပြည်ထောင်စုတမရခရုရှက်လက်ထက်ကျူဘာဒုံးလက်နက်ချထားမှုအပေါ်ဖြစ်ပွားတဲ့အဖြစ်အပျက်ဟာ ကုလသမဂ္ဂရဲ့အတိတ်ကတမန်အဖြစ်တစ်ခုအဖြစ်သာမှတ်ယူကြရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။အခုလက်ရှိကာလဟာကမ္ဘာစစ်နှုတ်ခမ်းပေါ်ရှောက်နေကြသည့်တိုင်အင်အားကြီးနိုင်ငံတွေ အနေနဲ့မိမိတို့ရဲ့ဩဇာအာဏာအကျိုးစီးပွားတည်ထောင်မှုအတွက်မလုံတဲ့နာမလုံထိုက်တာဘာမှမရှိဘူးလို့မှတ်ယူနေကြခြင်းလို့ပြောရင် မှားမယ်မထင်ပါဘူး။စစ်လက်နက်ဤပညာတွေရေနံနဲ့ဤပညာဆိုင်ရာစီးပွားရေးတွေကရရှိတဲ့အကျိုးအမြတ်ကျွဲဝချမ်းသာမှုတွေကိုအစွမ်းကုန်အသုံးချပြီး လာမယ့်မဝေးတဲ့အနာဂတ်ကာလမှာမိမိတို့နိုင်ငံကသာကမ္ဘာမှာလွှမ်းမိုးတွင်ကျနိုင်မှုစစ်အင်အားငွေကြေးအင်အားဤပညာနဲ့ဝါရဖြန့်ချီရေးလက်နက်အားလုံးကိုရောရှက်သုံးဆွဲကာလှုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။ကမ္ဘာနိုင်ငံရေးအခင်းအကျင်းမှာဇာရိတဆရဏဆွမ်းအားကြဆုံးနေခြင်းလည်းဖြစ်ပါတယ်။ကိုကျင်တရားအားဖြင့်လေးစားပွဲမရှိသူဒနာအင်အားအာနာနဲ့ဖြက်လန်းနှီးမျိုးစုံတုံးပြီးရွေးကောက်ပွဲနိုင်အောင်စူးစမ်းလှုပ်ဆောင်သူတွေ အတိုက်အခံတွေကိုဖမ်းဆီးလောက်ကျန်တက်ဖြတ်သူတွေကနိုင်ငံခေါင်းဆောင်တွေဖြစ်ကြပြီးအစိုးရခေါင်းဆောင်တွေကိုဂုံတိုက်ခါအမွှန်းတင်ပေးမဲ့၎င်းတို့လှုပ်ဆောင်ချက်တွေကိုမှန်ကန်ကြောင်းလုံးတင်ကြောင်းဝါဒဖြန့်ချီပေးမဲ့သတင်းမီဒီယာတွေသတင်းမီဒီယာပလက်ဖောင်းတွေကိုငွေနဲ့အာဏာနှမျိုးလုံးပေါင်းဆက်သုံးဆွဲဝယ်ယူလှုပ်ဆောင်စေကြတဲ့ခေတ်ကာလဖြစ်ပါတယ်ခေတ်တ်ကိုလိုနီဝါဒလို့ဆိုရင်အရှိန်အဟုန်နဲ့တိုးတက်လာတဲ့ IT နည်းပညာ ရန်ရည်တုနီးပညာတွေကို အစွမ်းကုန်သုံးတစ်ဖက်မှာအင်အားအမားလို့ခေါ်တဲ့ဘုံငွေဒုံကြီးတွေအမှုမြူဖြတ်အားပြင်းလက်နက်တွေပိုင်ဆိုင်အောင်စူးစမ်းပြီးကဘာကြီးကို၎င်းတို့နောက်လိုက်ဩဇာကံဖြစ်အောင်လူတို့ကိုဘာသာရေးအရာမှိုင်းတိုက်ပြီးဘာသာရေးအတွက်ကြိုးပမ်းလှုပ်ဆောင်နေကြတဲ့ဖွဲ့ဖြစ်အောင်ခေတ်စ်ကိုလိုနီချက်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကလှုပ်ဆောင်နေကြတာဖြစ်ပါတယ်အခုလိုစစ်ပွဲတွေကာလမှာအနောက်နိုင်ငံကသတင်းမီဒီယာဖော်ပြမှုတိုင်းလဲ ညှတာမှုတိကျမှုအပြည့်အပြည့်အကြောင်းရင်းနောက်ခံတွေကိုနားလည်အောင်ဖော်ပြမှုတွေမဟုတ်ကြပါဘူး mainstream လို့ခေါ်တဲ့လူကြီးများတဲ့လူအများကသတင်းမီဒီယာလို့သိရှိလက်လန်းမီတဲ့မီဒီယာတွေကိုလည်းအင်အားကြီးနိုင်ငံတွေကအာဏာရှိသူတွေစစ်လက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေကပေါ်ပေါ်တင်တင်မဟုတ်တဲ့နီလန်းတွေနဲ့ထောက်ပံ့ထားကြတာဖြစ်ပါတယ်2003ခုနှစ်မှာအီရတ်ရဲ့အာနာရှင်ဆဒမ်ဟူစိန်အစိုးရကိုဖျောက်ချဖို့အမေရိကန်ကကျူးကျော်တိုက်ခိုက်ခြင်းမပြုမီ WMD လို့အတူကောက်ခေါ်ဆိုတဲ့လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ဖြတ်အားပြင်းလက်နက်တွေအီရတ်နိုင်ငံမှာရှိတယ်ဆိုတဲ့အမေရိကန်အစိုးရရဲ့ဖန်တီးပြောဆိုတဲ့ဇလန်းကိုအစိုးရသတင်းမီဒီယာတွေကစစ်စစ်ချင်းမပြုတ်ဘဲပက်တင်ထပ်အောင်ဖော်ပြပေးခဲ့ကြတာဖြစ်ပါတယ်။အခုတဖန် အီရန်မှာအမှုမြလက်နက်သတင်းဘက်တွေအတွင်ထုတ်နိုင်တော့မယ်လာအနေငယ်အတွင်ထုတ်နိုင်တော့မယ်ဆိုတဲ့အမေရိကန်အစိုးရရဲ့ပြောဆိုမှုတွေကိုစစ်ဆစ်မှုမရှိဘဲပဲ့တင်ထက်အောင်သတင်းမီဒီယာတွေကပြောဆိုပေးကြတာလဲသတိပြုမိဖို့အရေးကြီးတာဖြစ်ပါတယ်စစ်လက်နက်ပစ္စည်းတွေဘလောက်ဖြတ်အားကောင်းတယ်ဘလောက်ခင့်မိတယ်ဆိုတာကိုလက်ခုပ်လက်ဝါးတီးအားပေးခြင်းထက်တရားမျှတမှုနဲ့နိုင်ငံအချင်းချင်းကြားချမှတ်သဘောတူထားကြတဲ့စည်းမျဉ်းစည်းကမ်းဥပဒေတွေကိုချိုးဖောက်ဖျက်ဆီးမှုတွေကြောင့်ဖြစ်လာမဲ့ ကမ္ဘာအခင်းချင်းခေတ်သစ်ကိုလိုနီဝါဒအန္တရာယ်ကိုလည်းမြင်အောင်ကြည့်နိုင်ဖို့အရေးကြီးတာဖြစ်ပါတယ်ခင်ဗျာ